ယခုကျွန်တော်ပြောပြမယ်စိတ်ဝေဒနာရှင်ရဲ့နာမည်ကတော့ကြောက်တရေဒန်းညွန့်လို့ဆိုပါတယ်။ကြောက်တရေဆိုလို့မိုးကုတ်ယရနာမြေကကြောက်တရေဖားကတ်ယရနာမြေကြောက်စင်းတရေလို့မထင်လိုက်ပါနဲ့။ဒန်းညွန့်ကမူးရင်ရှူကိုအကျွေအနှဲငယ်များပတ်စံသားလျင်ချမ်းသာရှာပါတယ်။ဒါဆိုရင်ဘာကြောင့်သူ့ကိုကြောက်တရေဒန်းညွန့်ဆိုပြီးခေါ်ရလဲ။စိတ်ရောကိုယ်ရောကောင်းစဉ်ကစင်ရွှေယရနာချမ်းသာခဲ့တာကိုအကြောင်းပြုရလား။ရွှေပုံသာကြောက်မြတ်ပွဲစားတဲ့ကကြောက်ကုန်တယ်ကြီးမို့လို့လား။ လုံးဝမဟုတ်ပါဘူး။သူ့အကြောင်းကိုကျွန်တော်အစဆုံးလည်းမသိပါဘူး။ကျွန်တော်နေသူကျွန်တော်တို့ဒေတာဝန်းကျင်မှာရှိတဲ့သူတွေလည်းသူ့ဘဝအစနဲ့သူ့ဘဝအပြည့်ကိုလုံးဝမသိပါဘူး။ကျွန်တော်သိတာကတော့တစ်ချက်သူကလန်နဘေးမှာတွေ့ရတဲ့ကြောက်စရစ်ခဲဖြူဖြူညူညူဝဝအလုံးလေးတွေဖန်ကိုလီလုံးခန့်အလုံးလေးတွေကိုနေ့စဉ်ကောက်ယူပြီးတော့လွယ်အိတ်နှလုံးနဲ့အပြည့်ထည့်ပြီးတော့ဘဲညာပခုံးထက်မှာမနိုင်မနှင်းနဲ့လွယ်ပြီးတော့ရှေးအောင်ဖျားချိုးငုတ်တူအလုံးအနည်းရှိမှတော်တော်စုပုံတွန်လက်ရှိပါတယ်။အဲဒီလိုနဲ့သူ့ကိုကြောက်တဲ့ဒန်းညွန့်ဆိုပြီးတော့ခေါ်ကြတာပါ။ ဘာကြောင့်ဒန်းညွန့်လို့ခေါ်ရသလဲဆိုပြီးမေးရင်တော့ဖြေရပါလိမ့်မယ်။ဒန်းညွန့်ဟာသူ့နာမည်အရင်းတော့မဟုတ်ပါဘူး။ကျွန်တော်တို့ကသူ့ရဲ့နာမည်ရင်းကိုချော့မော့ပြီးတော့မေးမြန်းမှုပါတယ်။ဟဲ့လူခမားနာမည်ကဘလို့ခေါ်လဲဗျ။အာလာဝကဟာဟုတ်ရဲ့လားဗျာ။အာလာဝကဘလူးဗျ။မဟုတ်ဘူးဗျာ။အော်သိပြီသိပြီ။သိရင်လောက်ပါဗျာဘလို့ခေါ်တော့ပုံနကတဲ့။ဟာပုံနကလည်းနတ်ဘလူးပဲဗျ။ဟုတ်လား။အဲအဲ့ဒါဆိုအဲ့ဒါဆိုနေနေပါဦးဗျာ။ဒီဝရက် ဟာဗျာခမရကလည်းပောက်ကရကြီးပဲဒေဝရက်ကဖះအိုတေချောင်းကြံစီတဲ့ယဟန်ဦးကြီးဗျဟုတ်လားဒါဖြင့်ကျုံနာမယ်ကဘသူပါလဲအုံဖွားအာတိ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 မိနေလိုက်တာအခုမှတိပြီမှတ်ထားကြနော်မိမသွားနဲ့မမိပါဘူးဗျာပြောမှသာပြောစမ်းမှာကိုရှာရှည်ရဲ့မှားလည်းမခေါ်ကြနဲ့နော်ဟုတ်ပါပြီဗျာမခေါ်ပါဘူးနာမည်သာမြန်မြန်ပြောစမ်းမှာမှားခေါ်လို့ရှင်ကျုပ်ကရှက်တယ်ဗျာ စိတ်ချပါအမျိုးကောင်းသားကြီးဟာနာမည်သာပြောမှသာပြောစမ်းပါအဲကျုံနာမည်ကဗုဒ္ဓဟူသာမရဏဘွာအောင်လန်တူစစ်သူကြီးပွဲအဲအဲမိုးနာမည်မိုးနာမည်ဗျာသူကအဲ့ဒီလိုမျိုးလူစားပဲဖြစ်ပါတယ်ကျွန်တော်တို့ကသူ့ကိုတနာပြီးတော့ပေကန်ကျွေးမွေးရင်းနဲ့မေးပါတော့ညာလဲ စိတ်မနှံ့သူဘီဘီသူပါဇက်တဲ့တွေ့ကြရသူစိတ်တဲ့တွေ့ကြရနာမည်တွေကိုဥတက်လဟုရှောက်ပြောနေခြင်းမှာနောက်ဆုံးကျွန်တော်တို့ကပဲသူ့ကိုနာမည်အစ်တစ်ခုကင်မွန်းတက်ပေးလိုက်ပါတယ်အဲ့ဒီနာမည်ကတော့ဒန်းညွန့်ပဲဖြစ်ပါတယ်စနေသားဖြစ်တာကြောင့်ဒန်းညွန့်လို့အမည်ပေးလိုက်ခြင်းတော့မဟုတ်ပါဘူးဒန်းညွန့်ဆိုပြီးတော့အမည်ပေးရခြင်းရဲ့အကြောင်းရင်းကတော့အမဲသူ့ရဲ့ရင်ပတ်အင်ကြီးအစုပ်ညစ်ပပေနန်းဟောင်းကြီးရဲ့ ရင်ညွန့်တက်တဲ့အင်ကြီးကျဲသေးပေါက်မှာဒန်းညွန့်လေးတညွန့်နေ့စဉ်ထူးထူးထားတာကြောင့်ဒန်းညွန့်လို့ထူးခြားစွာနာမည်ပေးလိုက်ရခြင်းဖြစ်ပါတယ်။ဒါအပြင်ထူးခြားချက်ကရှိပါသေးတယ်။သူ့မျက်နှာတစ်ပြင်လုံးမှာကြောက်ပေါက်ရအပြည့်ရှိပါတယ်။သူ့မျက်နှာပေါ်မှာကြောက်ပေါက်ရအမာရွအခွက်တွေကိုရေတွက်မဲ့ဆိုရင်ရေတွက်သူပင်ယူသွားနိုင်ပါတယ်။ကြောက်ပေါက်ရတွေများလွန်းတာကြောင့်ဒန်းညွန့်ရှိမှဝိသေသတခုထပ်ထည့်ပေးလိုက်ပါတယ်။ ကြောက်တရေဒန်းညော့အဲ့ဒီထူးခြားချက်နှစ်မျိုးကြောင့်မဲ့သူ့ကိုကြောက်တရေကြီးလို့ခေါ်ရင်ဗျဗျဆိုပြီးတော့အော်ထူးတတ်ပါတယ်ကြောက်တရေကြီးခမကြောက်တွေရောက်မှလာဗျကျွန်တော်တို့ကအားလို့ရှိရင်သူ့ကိုအဲ့လိုမျိုးစပါတယ်အဲ့လိုမျိုးစရင်သူကပြန်ပြီးတော့ဘယ်ကြောက်လဲဗျမျက်နာဘောကကြောက်တွေလားလူအိတ်ထဲကကြောက်တွေလားအမေယူတာယူတယ်ပြန်ပြီးတော့တောင်မေးတတ်တယ်ရေနော်လူအိတ်ထဲကကြောက်တွေရောက်အောင်ဗျမင်းတို့ကဘာလုပ်ဖို့ဩပြန်လို့လို့ရှိရင်တုံးလို့ရရင်တုံးမလို့ပေါ့ခမလည်းပတ်စံရရပေါ့ဟာမဖြစ်ဘူးမဖြစ်ဘူးမရောက်နိုင်ဘူးပြို့ ဘာဖြစ်လို့လဲကြောက်တထေးရဒီကြောက်တွေကအလကားကြောက်တွေမဟုတ်ဘူးဗျဟမ်အလကားကြောက်တွေမဟုတ်ဘူးဆိုတော့ဗရမများကြောက်တွေလားအဲ့ဒါရဲ့ထက်ကိုပို့ပြီးတော့တန်မိုးရှိတယ်ဗျဘာဖြစ်လို့လဲဆရာကြီးရဲ့ရှင်းစမ်းမအောင်ဒါဒါတွေကဖျားတယ်ကိုကြောက်တွေဗျဘာဖျားတယ်ကိုဟုတ်လားနေစမ်းမအောင်ဗျဒီကြောက်စရစ်ခဲနဲ့ဖျားတယ်လို့ရမှာလားကြောက်တထေးရဖျားတယ်တာအုံနဲ့တယ်ရတာမဟုတ်ဘူးလားရတယ်ဗျရတယ်ရတယ်ရကိုရတယ်ရအောင်လုပ်လိမ့်မယ်ဘသူကတယ်မှာတော့ဗျကျုပ်ကိုယ်တိုင်တယ်မှာပဲလေဗျဟမ် ဘယ်ဘယ်ရကိုတထေးမြန်တဲ့မှာတော့မြာဟိုးမှမြင်နေရတဲ့ဖះကျိုးကြီးလေသူကရသမျှကောက်ပြီးတော့တောတောပုံထားတဲ့ကြောက်စရစ်အရွယ်တူလုံးလေးတွေအပုံဟာအရှိဘက်ဂုံးဒိတ်ကဖះကျိုးငုတ်တို့ရှိမှကားနစီ၃စီးတိုက်မြားပဲအပုံကြီးဖြစ်နေပါပြီအာကအယူကြီးပါပဲဖះတဲမလို့တဲ့ကြောက်စရစ်ပုံကြီးနဲ့ဖះတဲမယ်တဲ့အံ့ရောဗျာအဲ့လိုနဲ့ကျွန်တော်ကမေးရပြန်ပါတယ်ဥဒဏ်ညောဘာတော့မြာ ကြောက်စရစ်မရောလို့ရှိရင်ဟိုကြောက်တွေရောက်များဘယ်ကြောက်တွေတော့ဦးတန်းညွန့်မျက်နှာပေါ်ကကြောက်တွေလေဗျာသူကကျွန်တော်ရဲ့ပြောစကားကြောင့်ရောင်ပြီးတော့သူ့မျက်နှာကြောက်ပေါက်တွေကိုသူ့ညာလက်နဲ့ဆန်ရင်ငိုင်သွားခဲ့ပါတယ်ဘယ်နဲ့လဲရောင်းမှလားဗျဟင်ဟင်ဒါတွေကိုလုံးဝမရောင်းဒါတွေကိုလုံးဝမရောင်းကြိုက်စေးပေးမှာပါဗျာအာမရောင်းမရောင်းမရောင်းတော့ အကုန်မရောရင်တော့နည်းနည်းပါးပါးတော့ဖဲ့ရအောင်များကျွန်တော်တို့ကလည်းအဲ့လိုမျိုးသူ့ကိုအတင်းအကျပ်စပါတယ်အဲ့ဒီအချိန်မှာပဲ तू ကကျွန်တော်နဲ့မင်းကြည်လိုင်ကိုငိုချောင်ချောင်မျက်လုံးလေးနဲ့မတင်ကားသလိုကြည့်ပြီးတော့မေးလာခဲ့ပါတယ်ကျုပ်ကျုပ်ကရောင်းလို့ရှိရင်ခမားတို့ကအဲ့ကြောက်တွေကိုဘယ်လိုယူမှာဓာတ်နဲ့လီးပြီးယူမှာပေါ့ဗျာ ကျုပ်တို့ရဲ့နောက်ရှုပ်ရှုပ်စကားကိုကြားရတဲ့အခါမှာကြောက်တရေကိုတန်းညွန်ဟာမျက်နှာကိုလက်ဝါးနဲ့အုပ်ပြီးတော့ကြောက်လန့်တဲ့ကြားနဲ့អော်ပြီးတော့ပြေးပါတော့တယ်ဒီမှာထူးဆန်းအံ့ဩဝယ်ဖြစ်ရတဲ့ကိုကျွန်တော်တို့ပတ်ဝန်းကျင်ကလူတချို့ကြုံတွေ့ခဲ့ကြရပါတယ်ကိုဘကြုံနဲ့အောင်ခါကြီးဆိုသူတို့ဟာသူတို့အိမ်ဆောက်ရာမှာအသုံးပြုလိုတာကြောင့်ကြောက်တရေကိုတန်းညွန်နေ့စဉ်အပင်မင်္ဂန်ရှာပွေစုပုံထားတဲ့ဖះငုတ်တို့ရှိမှရှိတဲ့ကြောက်စရစ်ပုံကကြောက်စရစ်ခဲတွေကိုညဘက်သွားခိုးတဲ့ကြပါတယ်ဥစွာပါလာတဲ့တောင်းတွေကိုကြောက်စရစ်ခဲတွေကိုလက်နဲ့ရက်ပြီးထဲကြပါတယ်တောင်းပြေးတဲ့အခါမှာနှစ်ဦးသားတောင်းကိုထမ်းကြရတော ောင်းကမလို့မရပါဘူးသူတို့နှစ်ယောက်ကလည်းလူသံကြီးများဖြစ်ကြပါတယ်ကြောက်ပုံစိ CB တွဲကြီးတွေကကြောက်ထန်းသူတွေဖြစ်ပါတယ်အခုကြမှာပဲဒီကြောက်စရစ်တောင်းကိုမရွေမရဖြစ်နေကြပါတယ်အဲဒီလိုနဲ့ပဲကြောက်စရစ်များကို short တွန်ပြီးထမ်းကြပါတယ်အဲ့ဒါလည်းတောင်းကကြွမလာခဲ့ပါဘူးအချင်းချင်း short ပြီးတော့တွန်တာတောင်းမှမရွေမရတဲ့အခါမှာတော့နောက်ဆုံးကြောက်စရစ်ခဲတွေအကုန်လုံးကိုပြန်တွန်ပြီးတော့အန်အောစမ်းကြယ်စွာပဲပြန်လာခဲ့ကြရပါတယ်အဲဒီလိုနဲ့ပဲအရက်ဆိုင်မှာထိုင်ပြီးတော့အရက်တောက်ရင်သူတို့ကြောက်ခိုးလို့မရတဲ့ထူးဆန်းတဲ့ပြည့်ကိုတိုင်ပင်ကြပါတယ် အောင်ခါဘလို့ဖြစ်ရတာလဲကွာငါလည်းမပြောတတ်ဘူးဘာကြုံရဒီလိုမျိုးတခါမှမကြုံဘူးကွာမနေ့ပြတခါသွားပြီးတော့ထက်ခိုးကြည့်မယ်ကွာအဲဒီလိုနဲ့နောက်နေ့ညမှာတော့အရက်တောက်ပြီးတော့တောင်းကိုစီနဲ့ညဘက်ထွက်ခဲ့ကြပါတယ်လာရောက်ကကောင်းကင်မှာဝင်းထိန်နေပါတယ်နှစ်ဦးသားကလည်းကြောက်စရက်များကိုရက်ထည့်ပြီးတော့ကြားဆိုပြီးတော့ကြွေးကြော်ကထမ်းလိုက်ကြတာပြန်လာခဲ့ကြပါတယ်ရပြီကွာအောင်ခါကြီးဟာအေးကွာမနေ့ကဘာလို့မရလဲမသိဘူးနော်မတောက်ခဲလို့နေမှာပေါ့ကွာ ဒီနေ့ညတောက်လာမှာပဲကြောက်စစ်တောင်းကကြွလာတယ်ကွာဘာကြောင့်လဲအထာသိပြီကွာနောက်နေ့ညကြလို့ရှင်လဲထုံးစံတိုင်းဒဗလင်းလောက်တောက်ပြီးတော့မှတညငါးကောက်လောက်တည်လိုက်လို့ရှင်အရင်မဆိုင်လေထိုးလိုက်ဆိုသလိုငါတို့ဟန်ကြပြီကွာ ဒါဘောကွာအိမ်သုံးလေးလုံလောက်သွားလို့ရှိရင်အပြင်သွားရောင်းစမယ်ကွာမတို့နှကောင်အတွက်အရက်ဖို့တော့ OK ပြီနှစ်ယောက်သားစကားတပြောပြောနဲ့ကြောက်စရစ်တောင်းကိုထမ်းလာစင်ပါပဲပခုံးမော်ကတောင်းအောင်လှုပ်လာခဲ့ပါတယ်အဲဒီလိုနဲ့တောင်းကိုငြိမ်အောင်ကင်ပြီးတော့ရှောက်လာကြတဲ့အခါမှာတော့တောင်းနှလုံးကလုံမြဲလုံနေပါတယ်လှုပ်သမားကနာမငြိမ်နိုင်အောင်ကိုလှုပ်နေတာကြောင့်နှစ်ဦးသားတောင်းကိုမြေပြင်မှာခဏချကြည့်လိုက်တဲ့အခါမှာတော့အမလေးပြ ာမွေမွေကြီးလေလွတ်လွတ်လွတ်ကြပါဦးဗျာမွေမွေလေးမြေပြင်ကိုတောင်းနေချလိုက်တဲ့အခါမှာတော့ကျက်စရစ်ခဲအောက်ခံတောင်းပေါ်ကနေမွေမဲမဲကြီးနှစ်ကောင်ကရွှီကနေဆိုပြီးအတန်ပြုတ်ပြီးတော့ခေါင်းထောင်ရင်းနဲ့လူးလွတ်ကဗပင်းခွက်နေတာကိုမြင်လိုက်ရတဲ့အခါမှာနှစ်ယောက်သားတောင်းနှလုံးကိုပစ်ချပြီးတော့နောက်ကိုဆုပ်၍ကြောင်နေစင်မှာပဲဗလတ်ကောင်ကလူတန်ကြီးနှစ်ယောက်ကိုလက်မောင်းလုံးခန့်ရှိတဲ့မွေမဲမဲကြီးနှစ်ကောင်ဟာသကောဝိုင်းနီးပါလောက်ဗပင်းကြီးကိုခွက်ပြီးတော့သူတို့နှစ်ယောက်နောက်ကိုလိုက်ပါတော့တယ်နှစ်ယောက်သားကလည်းငေးတန်ပေါင်းအော်ဟစ်ပြီးတော့ပြေးကြပါတယ် ရက်ွက်တဲကိုရောက်တဲ့အခါမှာတော့အမောဆိုပြီးလဲကြကုန်ပါတယ်ရက်ွက်သူရက်ွက်သားတွေဇနီးမယားနဲ့ဆွေမျိုးတွေကသူတို့နှုတ်ကိုလှောက်ခါပြီးတော့မေးတဲ့အခါမှာတော့ချွေးတန်ရွှေရွှေကြောက်ကြီးလန့်ကြီးမျက်လုံးကိုစီနဲ့မွေကြီးမွေကြီးဆိုပြီးတော့ဒါအော်ဟစ်နေကြပါတယ် အတန်ကြာတော့မှသူတို့ငကိုပုံမှန်စိတ်တွေပြန်ဖြစ်သွားပြီးတော့မိသည်များအတွက်ဖြစ်ချောင်းကုန်စင်ကိုပြန်ပြောတဲ့အခါမှာလူများအံ့ဩကုန်ကြပါတယ်။ဟုတ်ပါမလားလို့လည်းမေးကြပါတယ်။အဲဒီလိုနဲ့လူစုပြီးတော့၎င်းကြောက်တောင်းနဲ့ခြားတားရနေရကိုတွားရောက်ကြည့်ရှုတဲ့အခါမှာတော့ကြောက်တောင်းနှစ်တောင်းလဲကျပြန့်ကျဲနေတာကိုသာတွေ့ရပြီးတော့မြွေကြီးများနဲ့တူတာဆိုလို့ဘာသဲလွန်စားမှမတွေ့ကြရတဲ့အခါမှာတော့တခိုးနှစ်ကောင်ကအရက်မူးပြီးတော့ကြောင်နာနေမှာပါ။ဒုက္ခတော်တော်ပေးတဲ့နှစ်ကောင်မဲ့ကွာဖြစ်တာတော့နည်းသေးတယ်။သူများပြည်စီတွားခိုးတာကိုကွာအကုသို့ဝင်မှာပေါ့။ငကြောင်နှစ်ကောင်မှာကွာအတိတ်ပဲမရှိတဲ့ရှောက် ောက်ပြောနေတာဒီပတ်ဝန်းကျင်မှာဘယ်တော့မှမင်းတို့ပြောတဲ့မွေလောက်ကြီးတွေ့ဘူးလို့လဲကွာဖះငုတ်တို့နဘေးမှာလည်းဘာချုံမှရှိရမို့ပြန်လာသူများကသူတို့နှုတ်ဦးကိုအမျိုးမျိုးဝေဖန်ပြစ်တင်ရှုံချကြကအောင်ခကြီးနဲ့ကိုဘကြုံတို့ကသူတို့ရဲ့ကိုတွေကိုဘသူပဲပြန်ပြောပြပြောပြကြားရသူများကလောင်ပြောင်ရေမောကြတဲ့အခါမှာတော့နောက်ဆုံးဘသူကမှမပြောပဲနေလိုက်ကြပါတော့တယ်သို့တော်လည်းသူတို့နှုတ်ဦးစုံမြတ်ချက်ချလိုက်ပါတယ်နောက်ပေတော့မှဖះငုတ်တို့ရှိကအယူကြောက်တဲ့ဒန်းညွန်စုပုံထားတဲ့ကြောက်စရစ်ခဲများကိုသွားမခိုးတော့ဘူးဆိုတဲ့စုံမြတ်ချက်ပင်ဖြစ်ပါတယ်ကိုဘကြုံနဲ့အောင်ခကြီးတို့နောင်တရပြီးတော့သွားမခိုးတော့ တဲ့ဖះငုတ်တို့ရှိကအယူကြောက်တဲ့ဒန်းညွန့်ကောင်းမှုကြောက်စရစ်ပုံကြီးကိုတနေတော့ခါမှာတော့ဘာခန့်နဲ့မြတဲ့တို့အယက်သမားနှစ်ဦးကတွားပြီးခိုးကြပါတယ်ဘာကြုံအောင်ခါကြီးတို့နဲ့တောက်ပေါ်တောက်ပဲဖြစ်ကြတယ်ဘာခန့်နဲ့မြတဲ့တို့ကသူတို့ကိုယ်ရပြည့်ကိုအယက်ဝိုင်းမှာပြောပြပါတယ်မင်းတို့မူးကြောင်ယူကြောင်နဲ့ဖြစ်တာနေမှာပါဘာကြုံရာ ငါတို့မမူးဘူးကွာအမူးမတော့တဲ့နေ့ကတောင်းကိုမမရတာလုံးဝမကြောက်ဘူးကွာမူးတဲ့နေ့သွားလို့တော့ကြောက်စရစ်တောင်းတဲ့မွေဟောက်လိုလိုအကောင်ကြီးတွေပါလာတာ ਈ ဒါတော့လုံးဝမဖြစ်နိုင်ပါဘူးကွာအေးမင်းတို့မယုံဘူးဆိုလို့စမ်းညင်တပါဆိုလို့မင်းတို့ကိုယ်တိုင်သွားစမ်းကြည့်ကွာဟုတ်ပြီလားစိတ်ချကွာငါနဲ့မြရင်သွားခိုးမယ်မြရင်ဘယ်နဲ့လဲမင်းလိုက်ရဲ့လား အရက်ဖို့အချောင်ရမယ့်ကိစ္စပဲဥစ္စာကွာစိန်လိုက်လေဘယ်ညသွားမှလဲပြောငါတော့ ready ပဲနော်အဲ့လိုနဲ့မြောက်ပေးသူကမြောက်ပေးမူမူယူယူနဲ့ဇွတ်ယွတ်လှုပ်ချင်သူကလှုပ်နေအဖိတ်နှင်းညမှာပဲသူတို့၎င်းဖះငုတ်တို့ရှိရာကြောက်စရစ်ပုံရှိရာကိုရောက်သွားခဲ့ကြပါတယ်ညကလိုက်အောင်အောင်မှာမြင်ကွင်းရှင်းစွာရှိနေပါတယ်အယူကြောက်တဲ့တန်းညွန့်ရဲ့ကြောက်စရစ်ပုံကြီးကလည်းထထရှင်းရှင်းကြီးကိုရှိနေပါတယ်ကြောက်စရစ်တင်းတောင်တောင်ကိုထိုခေတ်ကာလပေါက်စရာတရာရှိပါတယ်ဒီညသုံးကောင်းလောက်တည်လိုက်လို့ရှင်တော့ run မှာတောက်လို့ရပြီကွာအဲ့လိုပြောဆိုပြီးတော့ဥစွာပထမဘတ်ခက်ကပဲ ကြောက်စရစ်တောင်းကိုထည့်ပြီးတော့မလိုက်ပါတယ်။ဘာဖြစ်တာလဲကွာဘခင်ကမမလို့မရဘူးကွာလေးလို့လားဒါလေးမြကွာမဖယ်စမ်းမှငါမှပဲအဲ့ဒီမှာပဲမြတဲ့ငါမယုံကြည်တာကြောင့်ဘခင်ကြောက်စရစ်တောင်းကိုကျုံပြီးတော့မလိုက်ပါတယ်လေးလာဤလားကွာကြွတော့ကြွမလားမြတဲ့ကလည်းဘခင်ကြောက်စရစ်တောင်းကိုမလို့မရဘူးဆိုတာကြောင့်သူ့ရဲ့တောင်းကိုချပြီးတော့ကြောက်စရစ်မြကိုလက်နှစ်ဖက်နဲ့ကျုံပြီးထည့်လိုက်တဲ့အခါမှာတော့တရှူးရှူးနဲ့မွေတကောင်ထွက်လာခဲ့ပါတယ်ဘခင်ကမွေမွေဆိုပြီးလမ်းဟော်ရင်းနဲ့ပြေးကက်လိုက်စင်မှာပဲမြတဲ့ဟာသူ့ရဲ့ညာလက်ကိုအုပ်လိုက်ရင်းနဲ့တွန့်လိမ်ပြီးတော့လဲကျသွားခဲ့ ဲ့ပါတယ်။အဲဒီမှာပဲကျောက်စရစ်ပုံတွေကကြီးလာတဲ့မွေမမဲကြီးတကောင်ကပပင်းခွက်ပြီးတော့ဖူးဖူးဆိုပြီးတော့မုတ်လိုက်တဲ့အတန်ကိုကြားလိုက်မြင်လိုက်ကြရတဲ့အခါမှာတော့ဟာဟာမွေမွေမွေ သူကနောက်ကိုခုံဆုပ်လိုက်ပြီးတော့သူ့ရဲ့တောင်းကိုလည်းမထားခဲ့ကျင်တာကြောင့်ကုန်းကောက်လိုက်စင်ပါပဲသူတို့ရဲ့နောက်ဘက်ကနေညီးတဲ့ညီကိုမမျော်လင့်မဲ့ကြားလိုက်ရပြန်ပါတယ်တောင်းကိုမရင်လက်ကြည့်လိုက်တဲ့အခါမှာတော့မဲမဲနဲ့မြင့်မြင့်မမထွားထွားရင်းနဲ့သပင်ဖားရနဲ့တရဝကြီးတကောင်ကသူ့အပေါ်ကနေခုံဟုတ်ပြီးတော့သူ့ကြောကိုလက်ဝါးနဲ့ရိုက်ချလိုက်ပါတယ်အဲဒီလိုမျိုးကြောကိုရိုက်လိုက်ပြီးတဲ့နောက်မှာတော့တစ်ချက်ကန်လိုက်တဲ့အခါလူရောတောင်ရောတခြားစီဖြစ်ပြီးလွတ်ထွက်သွားပါတယ်အဲဒီမှာပဲမဲမဲတရဝကြီးကသူ့ကိုဝင်ဆွဲရန်လှမ်းလာတဲ့အခါမှာတော့ဘက်ကတောင်းကိုပဲပြန်မကောက်နိုင်မဲနဲ့အော်ဟစ်ပြီးတော့တကြိုးနဲ့ပြေးခဲ့ပါတယ်စင်းရှင် ရှင်းလိုက်တဲ့အခါမှာတော့အယက်သမားကြောက်စက်တဲ့တခိုးမြတဲ့ဟာမွေကြိုက်သေးခဲ့ရပြီးတော့ငမူးဘခက်ကြောကုန်းမှာလည်းလက်ငါးချောင်းရာကြီးထင်ကျန်ရစ်ပြီးတော့မနှဲကိုဆေးကုခဲ့ရပါတယ်။မြတဲ့ရက်လက်တဲ့နေ့မှာပဲဘခက်ဟာဝင်းရင်တို့တချောင်းကိုကင်ပြီးတော့အယူးကြောက်တဲ့ဒန်းညွန့်ကိုရှာပေါ်တော့ဖွင့်ခဲ့ပါတယ်။သူနဲ့တောက်ဖော်တောက်ဖက်တငယ်ချင်းမြတဲ့တေးရတာကအယူးဒန်းညွန့်ကြောင့်လို့ဆွဆွဲပါတယ်။ကြောက်စက်တဲ့ပုံနဲ့မှာမွေစိုးတွေထည့်ထားရွေးတာမြတဲ့တေးရချင်းဖြစ်တယ်လို့လည်းစွဲမှတ်လိုက်ပါတယ်။ဒါအပြင်သူ့ကြောကုန်းကိုလက်ဝါးနဲ့ရိုက်ပြီးတော့ လူကိုခြေနဲ့ကန်ကြောက်6လက်နာလည်းတရေမဖြစ်နိုင်သစီမဖြစ်နိုင်ပါဘူးကြောက်တရေဒန်းညွန့်ကိုအယူကောင်ပဲပြရမယ်ဆိုပြီးတော့ဘက်ကကအကျွတ်မဲ့ယုံကြည်ပြီးတော့ဒန်းညွန့်ကိုကလေးစားချေအပြက်ရှင်းရံတွေလိုက်ရှာခြင်းဖြစ်ပါတယ်ကျန်တဲ့တောက်သမားတွေကမလုပ်ဖို့အတွက်ဝိုင်းဝန်းတားမြစ်ကြပါတယ်သို့ပေမဲ့လည်းဘက်ကကတော့အရက်မူးရစ်နေပြီးတော့ဝရင်တုတ်ကြီးကိုဝေရန်ကင်မြောက်ကဒီနေ့အယူဒန်းညွန့်ကိုတင်းကျိုင်းပို့ပေးမယ်ကွာမြတဲ့အတွက်အဖို့ရသွားပါဗောအဒီနောက်မှာတော့အရက်ပလင်းလက်ကြံကိုခါးကြမှာထိုးပြီးတော့ဝရင်တုတ်နဲ့ဆဲရင်တိုင်းထွာကထွက်သွားပါတော့တယ်ကျွန်တော်တို့ကအယူကြောက်တရေဒန်းညွန့် ွယ်လွန်စွာဆိုးရင်သွားမိပါတယ်။ဘာခက်ကလူချမ်းလူယံဖះမသိတရားမရှိသမားဂါရဝတရားနိဝါရတရားနားမလဲသူလူမိုက်အယက်သမားတစောက်ကမ်းမှာအဲဒီလိုနဲ့ကျွန်တော်နဲ့မင်းကြည်လိုင်တို့ကကြောက်တရေတန်းညွန့်ကိုတနေရရာမှာရှောင်သွားဖို့ပြောဖို့အတွက်လိုက်ရှာကြရပါတယ်။ဒါနဲ့အတူအောင်ခါကြီးနဲ့ဘာကြုံတို့ကလည်းဘာခက်ချစ်လွန်လက်လွန်လုံမှဆိုးတာကြောင့်အပြေးလိုက်လာရကြပါတယ်။အချိန်တန်ကြာတဲ့အခါမှာတော့အယူကြောက်တရေတန်းညွန့်ကိုငမူးဘာခက်တွေ့သွားခဲ့ပါတယ်။နေရာကမြစ်ကမ်းတစ်ဘေးတန်တောင်မြစ်မှာပါ။တန်းညွန့်ကကြောက်စရစ်ခဲနှစ်အိတ်ကိုလွယ်ပြီးတော့တခြင်းများကိုကပောက်တိကပောက်ကြာဟစ်ပြီးတော့ပျော်နေ ပါတယ်ဟေ့အောင်ယူဘာလဲေကြောက်ဝယ်မလို့လားကြောက်ဝယ်မလို့မဟုတ်ဘူးကွာမင်းကိုတတ်မလို့ဟမ်ကျုပ်ကျုပ်ကိုတတ်မလို့ဟုတ်တယ်မင်းဒီနေ့သေကိုသေရမယ်ကွာပျော်လိုက်တာငါသေရတော့မယ်ဟုတ်လားငါသေရတော့မယ်ဟုတ်လားပျော်လိုက်တာကွာပျော်လိုက်တာ တန်းညွန်ကသူ့ကိုတက်ရန်အန်ရပြုတ်ရန်လာနေသူကိုအန်ရကောင်လုံးမမြင်မနဲ့ရွှေမြူးအရာကခုံနေပါတယ်။ဘခက်ကဝရင်တို့ကိုကင်မြောက်ပြီးတော့ဒရင်တီရိုင်နဲ့ချင်းကက်လာခဲ့ပါတယ်။ငါတငယ်ချင်းကိုတတ်တာမင်း။ငါ့ကိုနှလုံးသွေးပြက်အောင်ခြောက်လန့်တာမင်း။မသေးပေတော့ကွာအဲဒီချိန်မှာပဲကျွန်တော်တို့နှစ်ယောက်ကလည်းပြေးလာပြီးတော့အတန်ကုန်အော်ဟစ်ပြီးတော့ဒန်းညွန့်ကိုပြေးရန်အော်ပြောကြပါတယ်အဲဒီမှာပဲဘာကြုံနဲ့အောင်ခါကြီးတို့ကလည်းပြေးဝင်လာနေကြပါတယ်ဘကန်ဘကန်မလုံးနဲ့တော့ဟိယောက်ဘကန်မရိုက်နဲ့လေကွာဟိယောက် ကျွန်တော်တို့နှစ်ဘွဲဘယ်ညာဟစ်ပြီးတော့တားနေအော်နေသတိပေးနေချိန်မှာပဲငမူးပတ်ကဟာဝရင်တို့ကိုဇုံမြောက်ပြီးတော့အယူကြောက်တဲ့ဒန်းညွန့်ရဲ့ဥကောင်ကိုအသက်ကုန်ရိုက်ချလိုက်ပါတယ် ဝရင်တို့ကဒန်းညွန့်ရဲ့ဥကောင်းမို့အချိန်ပြင်းစွာကြာရောက်ပြီးတော့ဖောင်းကနဲမြည်သွားခဲ့ပါတယ်။ဖောင်းကနဲအတန်နဲ့အတူဒန်းညွန့်ရဲ့ဥကောင်းကဟတ်တက်မကွဲဘဲနဲ့ထုံမှုသောအတန်ကိုသာကြားလိုက်ရပြီးတော့ဝရင်တို့ဟာဥကောင်းကိုရိုက်တည်နေမတူဘဲနဲ့လေပြည့်ဘောလုံးကိုရိုက်မိပြီးတော့အချိန်နဲ့ပြန်ကန်တယ်လို့မျိုးပြန်ကန်ထွက်ကငမူးဘခက်ရဲ့မျက်နှာနဲ့နှစ်ဖူးရှိရာကိုဘက်ပြန်ခုံဝင်ပြီးတော့ရိုက်မိသွားပါတယ်။ကိုဘခက်မျက်နှာကသွေးများစီးကြပြီးတော့တဖြည်းဖြည်းဒူးညွတ်ပြီးတော့မောက်လျက်ကျသွားခဲ့ပါတယ်။အောင်ခကြီးတို့ကဘခက်ကိုပြေးပွေ့ကြရပါတယ်။ကျွန်တော်တို့ကကြောက်တဲ့ဒန်းညွန့်ကိုမေးမြန်းကြရပါတယ်။တရေ တထေကုရန်ညောဥရန်ညောဘာဘာလဲဗျခမ ्या ဘာဖြစ်သွားသေးလဲဟမ်ငါငါဘာဖြစ်လို့ခမ ्या ကိုဟိုကောင်ဝရင်တုံနဲ့ရိုက်လိုက်တာလေဟေးငါ့ကိုကျုပ်ကိုရိုက်တာဘယ်ကိုရိုက်တာလဲဟာခမ ्या ကောင်ကိုရိုက်လိုက်တာလေဗျခမ ्या ကောင်ဘာဖြစ်သွားသေးလဲပြတ်သန်းမအောင်ဗျအယူတန်းညောကသူ့ရဲ့ဥကောင်ကိုလက်ဝါးနဲ့စမ်းကြည့်ပါလေ ဘာဘာမှမဖြစ်ဘူးလားခင်ဗျားမနာဘူးလားကိုတန်းညွန်မနာပါဘူးဗျာဖះရီအဲ့ရောနောက်တော့ကျွန်တော်တို့ကကိုတန်းညွန်ကောင်းကိုတည်တည်ချာချာစစ်စစ်နှိပ်ကြည့်ပါတယ်မူးနေလားလို့လည်းမေးကြည့်ပါတယ်ကိုတန်းညွန်တရားဘာဆိုဘာမှမဖြစ်တာကိုပဲကြည်နေနေအံ့ဖွယ်ဖြစ်နေရပါတယ်အဲ့လိုနဲ့ပဲစကားမင်းမရဖြစ်နေတဲ့ငမူးဘက်ကတ်ကိုတွားကြည့်လိုက်တဲ့အခါမှာတော့ဘက်ကတ်မျက်လုံးအိမ်နဲ့နှစ်ဖူးကတွေးမျှဟာချင်းချင်းနေနေပြီးတော့ရင်မက်ပေါ်ကိုနေရှိန်နဲ့စီးကြနေတာကိုမြင်မကောင်းအောင်တွေ့လိုက်ရပါတယ်နောက်နေ့ကိုရောက်တော့စေးုံတင်လဲရပါတယ်ငမူးဘက်ကတ်ရဲ့အခြေအနေကိုကျွန်တော်တို့အားလုံးမကြားရပဲကြားလိုက်ကြ ရပါတော့တယ်။ဘာကက်ရဲ့မျက်လုံးနှလုံးလုံးဝကိုမမြင်ကွယ်လွတ်လွတ်ဖြစ်သွားခဲ့တဲ့တဲ့င်းမှာကြောက်တရေတန်းညုံအုံနောက်တွေးခဲ့ပြီးတော့ အတွင်းကြီးကြည်ပြီးတော့တည်နေသလားဆိုပြီးစူးစမ်းချိန်မှာတော့အယူကြောက်တဲ့ဒန်းညွန်ကတော့လမ်းတကနဲ့တောင်မြင်မှာကြောက်စတဲ့လုံးလေးများကိုလွယ်နှလုံးအပြည့်ကောက်ထည့်ပြီးတော့ရက်ွက်အပြင်မှာရှိတဲ့ရှီအောင်ဖះငုတ်တို့ရှိကကြောက်စတဲ့ပုံမှာတွတ်တွတ်ပုံနေစေရှိတာကိုကျွန်တော်တို့အားလုံးမြင်လဲရပါတယ်တကယ်ကိုထူးခြားစမ်းကြယ်လာတဲ့ကြောက်တဲ့ဒန်းညွန်မှာပဲဗျာဇလန်လေးကတော့ဒီမှာဒီမှာပြီးဆုံးသွားခဲ့ပါပြီဗျာဇလန်လေးကိုစုံနေတဲ့လိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်